đi nữa yêu trai mà lỗi yêu ba yêu đi à à ba đi qua à đi ba đi thế anh yêu không như này sao anh yêu à yêu này mi ra đi vậy mà lâu rồi Hãy subscribe cho kênh Ghiền <coughs> Mì Gõ Để không bỏ lỡ những video hấp dẫn တပ်ပေါ်မှာကိုကြီးနေရကျောင်းကနေပါနော်အဖေရှိသေးတယ်လူငငယ်နေပေးကြပါငငယ်လေးကနာနေပေးကြပါလို့ငငယ်လေးကနာနေပေးကြပါ ောလေးနဲ့လေးနည်းနည်းရအောင်လာခုပေးမယ်ခဏလေးစားရနော်ဘာတော့ဘာအာဘာလို့မကဲနိုင်နိုင်ဘူးဒါကတော့မန္တလေး Sky Villa ကွန်ဒိုပြိုကျသွားတဲ့ဗီဒီယိုဖိုင်ပါအခုတွေ့မြင်ရတဲ့ပုံထဲမှာအနီနဲ့ချစ်ထားတဲ့နေရာတွေအကုန်လုံးမြေကြီးအောက်ကိုရောက်သွားတာပါ အဲ့တော့ Sky Villa ကွန်ဒိုကဘာဖြစ်လို့အပျက်စီးအဲ့လောက်တောင် ကြီးမားသွားရတာလဲ Sky Villa ကွန်ဒိုကငလျင် Register Scale 8လောက်ထိခံနိုင်ရရှိရဆိုပြီးရောင်းချထားတယ်အခုလှုပ်တဲ့ငလျင်က Register Scale 7.7ရှိတယ်ဒီလောက်ပြင်းထန်တဲ့ငလျင်ကပျက်စီးဆုံးရှုံးမှုရှိမယ်ဆိုတာအားလုံးနားလည်ထားတယ်ဒါပေမဲ့အခုလိုမျိုး Sky Villa ကွန်ဒိုက ပင်ထိုင်ချလိုက်သလိုအုပ်ပုံတိဖြစ်သွားလိမ့်မယ်လို့မျှော်လင့်မထားဘူး။ခိမီအဆောက်အုံဖြစ်တယ်၊တန်မိုးကြီးအဆောက်အုံဖြစ်တယ်၊တေတေချာချာငလင်တန်ခံနိုင်အောင်စောက်ထားတာဖြစ်ရတာနဲ့ဘာဖြစ်လို့ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်ရတာလဲ။ Sky Villa ကွန်တိုရဲ့ကြန့်ခိုင်မှုကိုမေကွန်းထုတ်เสียဖြစ်သွားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး Concession ဘက်ကလည်းဘာတစ်ခုမှထုတ်ပြန်ထားတာမရှိဘူး။ မန္တလေးမှာ Sky Villa ကွန်ဒိုပြိုကျမှုကအသက်ပေါင်းများစွာ ဆုံးရှုံးသွားတယ်။အဲဒီတော့ကွန်ဒိုတွေရဲ့ကြန့်ခိုင်မှုတွေကို ကျွန်တော်တို့ပြန်လည်စစ်ဆေးဖို့လိုအပ်လာပြီလို့ကျွန်တော်ကတော့ထင်ပါတယ်။အဲတော့ကျွန်တော်တို့နိုင်ငံမှာကွန်ဒိုမီနီယံတွေအထက်မြင့်အဆောက်အုံတွေကို ပြန်ပြီးတော့စစ်ဆေးဖို့လိုလာပါပြီ။နော်ဒီလိုမျိုးဖြစ်လာခဲ့ရင်အင်မတန်ကိုပျက်စီးဆုံးရှုံးမှုကြီးမားတဲ့လူအသက်အန္တရာယ်နဲ့ဆိုင်နေတဲ့ကိစ္စပါ။ အဲ့တော့ construction တွေဘက်ကလည်းပတ်စံရရင်ပြီးရောစောက်ကျင်သလိုစောက်ပြီးတော့တကယ်တမ်းဖြစ်လာရင်ဘလို့တောင်းဝင်မှုတောင်းဝင်ခံမှုမှမရှိဘဲနဲ့ပေးဆက်ရတာကလူအသက်တွေပါအဲ့လိုလူအသက်တွေပေးဆက်ရတဲ့အထိဖြစ်သွားရင်ဘသူ့အမှအပြစ်တင်လို့မရပါဘူးဒါတွေကိုပြန်လဲစင်စစ်ဖို့လိုပါတယ်ဒီလောက်ပြင်းထန်တဲ့ငလျင်လှုပ်တာပဲကွာဒီလောက်ကတော့ပြိုမာပေါ့မှန်ပါတယ်မှန်ပါတယ်ဒီလောက်ပြင်းထန်တဲ့ငလျင်လှုပ်တာ ပြိုမှာထိခိုက်မှာဒါအားလုံးသဘောပေါက်ပါတယ်ဒါပေမဲ့ဒီလောက်နီးပညာလေးတိုးတက်ပြီးတော့အကုံကြခံတိဆောက်ထားတဲ့ဒီလိုမျိုး အစင်တန်းမြင့်တိဆောက်ထားတဲ့ကွန်ထိုတလုံးကဒီလောက်ထိမြေပေါ်ပုံကနေကြတဲ့အထိကိုပျက်စီးသွားတယ်ဆိုတာကဖြစ်လာစရာအကြောင်းမရှိဘူးဗျဖြစ်နိုင်စရာအကြောင်းမရှိဘူးဗျအဲ့တော့ပညာရှင်တွေအနေနဲ့လည်းဒီကွန်ထိုရဲ့ ပြိုကျသွားတဲ့ဖြစ်စဉ်ကိုစစ်ဆေးဖို့လိုတယ်လို့ကျွန်တော်ကထင်ပါတယ်။အဲတော့ကျွန်တော်တို့နိုင်ငံမှာ နောက်ထပ်စောင့်မဲ့ကွန်ဒိုတွေနော်အထက်မြင့်အဆောက်အဦးတွေစောက်လက်စအဆောက်အဦးတွေစောက်ပြီးတဲ့အဆောက်အဦးတွေကိုကျွန်တော်တို့ quality ဘိုင်းဆိုင်ရာပြန်လည်စစ်ဆေးဖို့လိုတယ်လို့ကျွန်တော်ကအကြံပြုခြင်းပါတယ်။နော်အခုကျွန်တော်နဲ့အမြင်တူတဲ့ဗီဒီယိုဖိုင်လေးတွေကိုလည်းကျွန်တော်နောက်မှထည့်ပေးထားတယ်။အဲ့ဒါလေးတွေကိုလည်းကျွန်တော်တို့ကြည့်လိုက်ကြရအောင်။အူကပြောချင်တာက Sky Villa ကွန်ဒိုမီနီယံရဲ့မန်းလေးမှာရှိတဲ့ Sky Villa ကွန်ဒိုမီနီယံရဲ့ဆောက်လုပ်ထားတဲ့ပုံစံနဲ့ပြိုကျသွားတဲ့ပုံစံဒီကိုဦးကပြောခြင်းပါတယ်။ဦးမနေ့ကမှနောက်လျှောက်ဗီဒီယိုကလစ်တွေကိုတရားကြည့်မြင်တဲ့အချိန်မှာဗီဒီယိုကလစ်တစ်ခုကိုဦးကြည့်လိုက်ရတဲ့အချိန်မှာ drone နဲ့ရိုက်ထားတဲ့ဗီဒီယိုပေါ့နော် channel new asia ကနေတင်သွားတဲ့ drone နဲ့ရိုက်ထားတဲ့ဗီဒီယိုတစ်ခုမှာ sky villa ပြိုကျတဲ့ပုံစံက ဒီအဆောက်အုံကငလင်းနဲ့ခံနိုင်မှုနီနီတာတာပေါ့နော်ငလင်းနဲ့ကိုခံနိုင်မှုနီနီတာတာပါဒီပါမန်ငလင်းနဲ့တောင်ပြူကြနိုင်တဲ့အဆင့်လောက်ရှိတဲ့အခြေအသွေးမျိုးဖြစ်နေတာလို့ဦးအောင်ထင်ပါတယ်ဦးထင်တာပြောပြပါဒါပေမဲ့လည်းဒါတွေအားလုံးကကျွမ်းကျင်တဲ့ civil engineer တွေရဲ့ investigation အဖွဲ့တွေကပေါ့နော်စုံစမ်းစစ်ဆေးအဖွဲ့တွေကစစ်ဆေးဖို့လိုတယ်လို့ဦးကအကြံပေးခြင်းပါ ဘာဖြစ်လို့လဲဆိုတော့ sky vida ရဲ့တည်ဆောက်မှုပုံစံက तू က individual ရက်တီနေရဲ့ building တခုမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးအတွဲလိုက်အခန်းလိုက်ဒီကုထရက်တခုမှီပြီးတော့ဒီတခုလုံးပေါ့နော်ဒီ block တခုလုံး block စာတခုလုံးအပြည့်စောက်ထားတဲ့ building ဖြစ်တဲ့အတွက်အကယ်၍ shaking ဖြစ်ခဲ့ရင်တော့တခုနဲ့တခုကမိញမ်းနေရတဲ့အတွက်ချစ်ချင်းဝုန်းကလေးနဲ့ထိုင်ချလိုက်အောင်ပြားချသွားလောက်အောင်ပြိုကျဖို့က လွယ်ဘောเนาะအခုဆိုရင် Sky Villa ကရှေ့ပိုင်းအကြံခဲ့ပြီးတော့နောက်ပိုင်း block တွေကလောဝအောင်ထိုင်ကြသွားတာပြားချက်သွားတာပါပဲเนาะဘာဖြစ်လို့လဲဆိုတော့ဒီလောက်ဘောเนาะဒူးဒူးတဲတဲဒီဒီ block တစ်ခုလုံးကိုစောက်ထားတဲ့ဘေးတွေနဲ့ဘေးနားမှာရှိတဲ့တာမန် contractor စောက်ထားလို့ပြောကြသွားတဲ့ဘေးတွေလေးအယူဒီတချို့တွေက အပင်းစဲပေါ်မှာစောက်ထားတဲ့ပြိုင်ပြိုင်လေးတစ်ခုလည်းပဲရှိတယ်ပေါ့နော်အဲ့လိုမျိုးရဲ့ယာရင်တဲ့အချိန်မှာပြိုကျသွားတာရှိတယ်ထိုင်ချတာမဟုတ်ဘေးတိုက်ကြတာအခုက sky villa ကထိုင်ချတာအဲ့တော့ဥပြောချင်တာကကွန်ဒိုမီနီယံတွေမှာငလင်းတန်းခန္ဓာအောင်စောက်ထားပါတယ်အာမခံနေနေပေါ့နော်လှူထားတဲ့လူကြီးစောက်လို့ရပညာရှင်တွေအဲ့ကွန်ဒိုမီနီယံကိုစောက်ထားတဲ့စောက်လို့ရပညာရှင်တွေကတော့ဖြည့်ရှင်းပေးဖို့လိုပါတယ်လို့ဟိုကတောင်းဆိုပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ marketing အတွက်ပဲ marketing တမားတွေကဒီအခန်းရောင်းအောင်ပဲတက်တက်အပူစားလိုက်ထည့်ပြီးကြွညာလားတကယ်ကိုပဲစောက်ထားတာကငလင်းတန်းခဏအောင်စောက်ထားတာလားငလင်းတန်းခဏအောင်ဆိုရင်အောက်မှာကျွန်တော်တို့ hydraulic shock wire ထည့်ထားလားဒီဇိုင်းမှာပေါ့နော်ဘေးရင်ဒီဇိုင်းမှာ hydraulic shock wire ထည့်ထားလား နော် horizontal movement by vertical movement ဒီ short bar ကြီးထဲထားလားမထဲထားလားဆိုတာကိုလည်းစစ်ဆေးဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခု time မှာလို့ပေါ့နော်။ဒီ solar သာတိုက်ကြီးပြိုကျသွားတဲ့အချိန်မှာအားလုံးကပြန်စစ်နေပါတော့။အဲ့တော့မြန်မာနိုင်ငံမှာလည်းဒီ sky villa ပေါ့နော်။ပက်ပက်ဆက်ဆက်ရရဆက်ဆက်အယုတ်ဆိုးစွာထိုင်ချသွားတာ။သူကထိုင်ချတာနဲ့လဲတာမတူဘူး။တခုရှိရ။ထိုင်ချသွားတာနဲ့ဘီလင်းကဒီလို zoom လို့ထိုင်ချသွားတာနဲ့ဘေးလိုက်လဲရတယ်မတူဘူးပေါ့နော်။ ဲ့တော့ဦးအောင် civil engineer မဟုတ်ပါဘူးအဲ့တော့မြန်မာနိုင်ငံမှာ civil engineer ရဲ့အများကြီးပါအဲ့တော့ဦးကပြောချင်တာကမြန်မာပြည်သူလူထုရဲ့အသက်ပေါင်းများစွာကိုချင်းကိုနိုင်ငံကိုကိုချင်းမြန်မာနိုင်ငံမှာရှိတဲ့ civil engineer အတင်းတွေကပါစပ်ပိတ်မနေပဲနဲ့နော်ပြည်သူတွေရဲ့အသက်အိုးရင်အခုကဖြစ်ပြီးွားပြီနော်အခုနောက်တစ်ခါထပ်မဖြစ်အောင်အခုလက်ရှိရှိရဲ့ condominium တွေနော် ငလျင်ဒဏ်ခံနိုင်ပါ යි ဆိုပြီးအာမခံနဲ့စောက်ထားတဲ့ကွန်ဒိုမီနီယံတွေကိုပြန်ပြီးတော့စစ်ဆေးပေးစီခြင်းပါတယ်။သူကတော့ individual စောက်ထားတဲ့ privately ပေါ့နော်ကိုအင်ကိုစောက်တဲ့တိုက်တွေတချို့ contract တိုက်တွေကသူတို့စောက်ထဲကအာမန် RC တိုက်တွေဖြစ်တဲ့အတွက်သူတို့မှအာမခံချက်မပေးတာဒါက fair enough ပါ။နော်အဲ့တော့တချို့ကွန်ထရိုလ်တွေကပြီးသူတွေကိုရောင်းထားတာရှိပါတယ်ငလင်းတန်းခန္ဓာအောင်စောက်ထားပါတယ်စိတ်ချပါတယ်ယုံကြည်ရပါတယ်ဆိုတော့ကွန်ထုံးတွေကိုမြန်မာနိုင်ငံ civil engineer အသင်းတွေကနေ ပြန်စစ်ဆေးပေးပါလို့ဦးအောင်မြစ်တရခံပါတယ်ဒါကတော့နောက်ဖြစ်လာမဲ့နောက်ထပ်လူတွေအခုလိုမျိုးအစုလိုက်ပြုံလိုက်ပေါ့နော်တနေရာထဲမှာမဖြစ်အောင်ပါနော်အဲ့တော့ဦးကမြစ်တရခံပါတယ်အင်ဂျင်နီယာတွေဆိုတာအားလုံးအတူတူပါပဲစီဘယ်ပဲဖြစ်မကနီကယ်ပဲဖြစ်ဖြစ်အီလက်ထရောနစ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အင်ဂျင်နီယာဆိုအင်ဂျင်နီယာ mindset ရှိပါတယ်နော်အဲ့တော့ကူညီကြပါလို့ဦးကမြစ်တရခံပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဗျာ sky ဗီလာကွန်ဒိုမီနီယံနဲ့ပတ်သက်ပြီးတော့တာဝန်ရှိတဲ့သူတွေစစ်ဆေးဖို့လိုအပ်ပါတယ်။အသက်အန္တရာယ်နဲ့အသက်တွေနဲ့ရင်းထားရတာဗျာ။နောက်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာဆက်ပြီးတော့စောက်လုပ်နေတဲ့ကွန်ဒိုတွေကိုလည်းပြန်ပြီးတော့ check လုပ်တင်တယ်။ပတ်စံတစ်ခုတည်းကြည့်ပြီးတော့အပြင်ကနေနည်းနည်းပါးပါးကြည့်ပြီးပတ်စံပေးလိုက်ရင် ပြန်သွားတဲ့ဟာမျိုးတွေကအလုံးမပြတ်တော့ဘူးဗျာ။နော်။ဒါတွေကလူအသက်နဲ့အန္တရာယ်နဲ့ဆိုင်လာတဲ့ထေချာနီးစနစ်တကျစစ်ဆေးပြီးတော့မှပဲလူနေထိုင်ခွင့်တွေ ရောင်းချခွင့်တွေပြုသင့်တယ်လို့ကျွန်တော်ကတော့အကြံပြုပြောကြားခြင်းပါတယ်။ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစောပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ။